ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Premise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့အမေရိကရဲ့ဗဟိုတရားရုံးကနေပြီးတော့သမ္မတ Donald Trump အားနိုင်ငံ၄နိုင်ငံမှလူ၅သိန်းရဲ့အမေရိကမှာယာယီနေထိုင်အလုပ်လုပ်ခွင့်တွေကိုရုပ်သိမ်းခိုင်းပြီးပြည်နယ်ဒဏ်ပေးခိုင်းလိုက်ပါပြီ။ တင်အဖြစ်ဆုံးကတော့ NBC News ကမေလ31 2025မှာတင်ဆက်သွားတာကတော့အမေရိကရဲ့ဗဟိုတရားရုံးကနေပြီးတော့သမ္မတဒေါ်နယ်ထရန့်ကိုခွင့်ပြုလိုက်တာကတော့ယခင်သမ္မတဂျိုးဘိုင်ဒန်လက်ထက်ကအမေရိကကိုယာယီအလုပ်လုပ်ကင်ခွင့်ယာယီနေထိုင်ခွင့်တွေပေးထားခဲ့တဲ့နိုင်ငံ၄နိုင်ငံမှ စုစုပေါင်းလူဦးရေ9သိန်းကျော်ကိုဒီနေ့မှစပြီးသူတို့ရဲ့ TPS လို့ခေါ်တဲ့ယာယီရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကင်ခွင့် တပ်တန်းတွေကိုရုတ်သိမ်းခိုင်းလိုက်ပြီးပြည်နှံတန်းပြင်းရန်ခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့တောက်ကြံတွေကတော့အဲဒီဝါရှင်တန်မှာရှိတဲ့ဗဟိုတရားရုံးကနေပြီးတော့ထုတ်ပြန်တဲ့အမိန့်မဖြစ်ပါတယ်။တမရဟောင်းဂျိုးဘိုင်ဒန်လက်ထက်က အမေရိကဘက်ချန်စီယိုကိုနှီးမျိုးစုံနဲ့ခိုးဝင်ကျူးကျော်လာခဲ့တဲ့မက္ကဆီကန်တွေအပြင်တောင်အမေရိကတိုက်မှာကျူးကျော်သူများတွေမကဘဲအာရှအာဖရိကမှာရွှေ့ပြောင်းအခြေချသူတွေကလည်းအဲ့ဒီ US တောင်ဘက်ကခြံစည်းရိုးကနေပြီးတော့လူပွဲစားတွေကိုငွေပုံပေးပြီးတော့ဝင်ရောက်လာခဲ့ကြပါတယ်။အဲ့ဒီခိုးဝင်ရောက်လာသူတွေကိုဘိုင်ဒန်အစိုးရကမတိကျိုးကျွန်ပြုခဲ့ရုံနဲ့မကဘဲနဲ့နိုင်ငံတော်တော်များများကနေပြီးတော့အမေရိကမှာယာယီလာနေပြီးအလုတ်လုတ်ကန်ခွင့်တွေ TPS ပါမစ်တွေပါချပေးခဲ့ပြန်ပါတယ်။အခုတော့သမ္မတထရမ်ကဒီတန်းနဲ့ခြေတဲ့ခိုးဝင်ကျူးကျော်တွေကိုရှာဖွေဖမ်းဆီးနေပြီးတော့ ပြည်နှင်တန်းပေးရင်အခုနိုင်ငံလေးနိုင်ငံဖြစ်တဲ့ကျူဘာ၊ဟေတီ၊နီကရာဂွာနဲ့ဗင်နီဇွဲလားနိုင်ငံတို့က TPS လက်မှတ်ရရှိသူ စုစုပေါင်း9,3200တို့ရဲ့ TPS တွေကိုရုတ်သိမ်းခွင့်ပြုလိုက်ပြီးတော့အမေရိကကနေပြည်နှင်တန်းပေးခွင့်အားတမရထရန့်ကို ပေးအပ်လိုက်ပြီဖြစ်တာကြောင့် ICE အဖွဲ့တွေကတော့စတင်ရှာဖွေ Temporary legal status under a Biden era program known as CHNV, offering migrants from Cuba, Haiti, Nicaragua, and Venezuela the chance to live and work in the U.S. because of their country's violence and poverty. We know that there is, a, there is tremendous trepidation. We know there is, there is fear but now an uncertain future after the Supreme Court on Friday allowed the Trump administration to revoke that legal status. Migrants in the U.S. under CHNV might still find other legal pathways, but now face the risk of deportation. I don't know what would happen to me if I ever have to go back. လာဝကရဲ့ရှိနေတချို့ကတော့အဲ့ဒီထဲကတချို့တော်တော်များများဟာမိမိတို့နိုင်ငံကိုမပြန်လို့ပဲနိုင်ငံရေးခုံလုံခွင့်တွေရှောက်ထားပြီးရော <laughs> ပြောကြားခဲ့ပါတယ်။ဘ ਹੁ တရားရုံးအနေနဲ့ကတော့ဘာကြောင့် TPS ပါမစ်တွေကိုရုပ်သိမ်းရလဲဆိုတာတော့တိတိကျကျမပြောခဲ့ပါဘူး။တရားသူကြီးတွေဖြစ်တဲ့ Jackson နဲ့ Sonia တို့ကတော့ဒီလောက်၅သိန်းကျော်တဲ့လူတွေကိုဘာမှမစင်စမစင်ခြင်းပဲအမေရိကတွေကိုယာယီဝင်လာခွင့်နေပေးခဲ့တဲ့အစိုးရအဖွဲ့ဟောင်းဖြစ်တဲ့ Biden အစိုးရအားအမြော့အမြင်အရန်နေတဲ့အစိုးရကိုလောင်ပြောင်း ီးတော့သမရအာရေးသားထားကြောင်းတွေ့ရပါတယ်။အခု TPS ပြန်ရုပ်သိမ်းခံနိုင်ရတဲ့နိုင်ငံ၄နိုင်ငံမှာလူများအတွက်အခုညီပေးနေတဲ့လူဝင်မှုကြီးကြပ်ရေးရှိနေ Karen Tamlin ကတော့ဒီလူ၅သိန်းကျော်ကိုဒီပိုင်နဲ့တက်ဖန်းစီပြီးတော့ပြည်နှင်တန်းပေးခွင့်ထုတ်ပြန်ခဲ့တာတော်တော်အံ့ဩစရာကောင်းတဲ့တရားရုံးရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးမယုံကြည်နိုင်လောက်အောင်ဖြစ်ရကြောင်း NBC News ကိုပြောသွားခဲ့ပါတယ်။ ဲ့ဒီလိုအမိတ်ထုံပြန်ခြင်းဟာအဲ့ဒီသူတူတယောက်အတွက်တည်းမကပဲ သူ့မိသားစုအတိုင်းဝိုင်းအလုပ်ရှင်များအတွက်ပါနစ်နာမှုတွေနိုင်ငံလုံးကျော်ရေးဒုတိယဝန်ကြီး Tricia McLaughlin ကထုတ်ပြန်သွားတဲ့စာမှာတော့အခုဗဟိုတရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ American ပြည်သူတွေအတွက်တော့အောင်ပွဲတစ်ခုပဲလို့ပြောသွားခဲ့ပြီး Biden အစိုးရဟာညံပြင်းတဲ့တိုင်းတစ်ပါးကသူတွေကိုဇွတ်အတင်းနိုင်ငံတွင်းကိုခေါ်ယူလာခြင်းဖြင့် နိုင်ငံတွင်းရှိအမေရိကန်လူမျိုးများအလို့အကင်တွေမဲ့ကအိုးအိမ်မဲ့ကလမ်းဘေးရောက်ကုန်ရကြောင်းဝေဖန်ရေးသားထားပါတယ်။အဲ့ဒီလူ၅သိန်းဟာဆိုရင်တော့လွန်ခဲ့တဲ့2022ခုနှစ်ကနေစပြီးအမေရိကချန်စီယိုးမှာရှိနေသူတွေဖြစ်ပြီးတော့သူတို့ကိုစစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပြီးအမေရိကမှာအလို့ပေးမဲ့အဖွဲ့အစည်းတွေကုမ္ပဏီတွေကစပွန်ဆာပေးရင်နှစ်နှစ်တိတိနေထိုင်ခွင့်အလို့လောက်ကင်ခွင့်တွေပေးခဲ့တာဖြစ်ပြီးတော့ 2024မှာတက်တန်းတွေကုန်ဆုံးသွားခဲ့ပြီး DHS ကတက်တန်းထပ်မတိုးပေးပေမဲ့လည်းသူတို့ဟာအမေရိကမှာဆက်လက်တက်တန်းကျော်နေထိုင်နေခဲ့ကြပြီးအခုတော့ ICE အဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံရတော့မှာဖြစ်ပါတယ်။နောက်ထပ် GPS ထုတ်ပေးထားတဲ့နိုင်ငံတွေရှိနေပြီး Trump အစိုးရကတော့ဒီလူ၅သိန်းပြည်ရင်ပြစ်မှတ်ထားနေတဲ့နိုင်ငံနှစ်ခုကတော့ Ukraine နဲ့ Afghanistan နိုင်ငံတို့ဖြစ်ပြီးတော့တောင်အာရှနိုင်ငံတွေလည်း နောက်ပေါဝင်လာတော့မှဖြစ်ကြောင်းအင်ဖြူတော်ပြောရေးဆိုခွင့်ရသူကပြောပါတယ်။အဲဒါကြောင့်ဒီ HS အနေနဲ့ဒီနေ့ဒီအချိန်ကစပြီးအမေရိကမှာယာယီအလုပ်လုပ်ကင်ခွင့်တွေနဲ့လုပ်ကင်သူတွေရဲ့ပါမစ်တွေကို2025ကနေစပြီးတော့တက်တန်းထပ်မတိုးပြီးတော့ပါဘူး။အဲဒီလို ဖြစ်ရတဲ့ဒီချိန်ထဲမှာပဲမေလ25 2025မှာ Texas ပြည်နယ် ဒါလတ်စ်မြို့ကအပန်းဖြေရေကန်ကြီးတစ်ခုမှာလေလော်နေတဲ့အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီးအမေရိကရဲ့လေတပ်တဲကိုစစ်ပညာသင်ပြီးဝင်ရောက်ခွင့်ရထားသူအသက်၁၈နှစ်အရွယ်အမေရိကန်သူအာဗာမိုးဆိုသူအားဗင်နီဇွဲလားနိုင်ငံမှာခိုးဝင်ကျူးကျော်နေထိုင်သူအယ်လီဂျန်ဒရာဂွန်ဇဲလက်၂၂နှစ်ကနေပြီးတော့ဂျက်စကီဖြင့်နောက်မှဝင်တိုက်ခတ်၍နေရာမှာတဲ့ ွဲချင်းပြီးတည်ဆုံသွားခဲ့ရပါတယ်။သူမက jet ski ကိုမရက်ပဲဆက်လက်မောင်းပြေးသွားပြီးတော့သူမကိုအသင်ဆောင်နေသူခိုးဝင်ကျူးကျော်သူ နောက်တစ်ယောက်ဖြစ်သူ Venezuela နိုင်ငံသား Michael Pirozo ဆိုသူနဲ့ကောင်းမောင်းပြီးတော့ထွက်ပြေးသွားခဲ့ထွက်ပြေးသွားပြီမဲ့လေပလိတ်အဖွဲ့ကအခုဖမ်းဆီးမိသွားပြီဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာအမေရိကကိုအထောက်ထားဘာမှမရှိပဲမက္ကဆီကိုကနေ 2023မှာခိုးဝင်လာခဲ့ကြကြောင်းသိရပြီးအခုတော့လူတက်မှုရဲ့ပြစ်မှုမှထွက်ပြေးတင်းရှောင်မှုတွေနဲ့ဖမ်းဆီးထားပြီးဖြစ်ကြောင်း Dallas ရဲအဖွဲ့ကပြောသွားခဲ့ပါတယ်။အခုတော့အမေရိကမှာအဲ့ဒီခိုးဝင် ကျူးကျော်တွေရှိတဲ့နေရာဒါမှမဟုတ်ခိုးဝင်ကျူးကျော်လို့တန်ကြရရှိသူတွေကိုတည်င်းပေးနိုင်မဲ့ဒီဖုန်းနံပါတ်ကို ICE အဖွဲ့ကထုတ်ပြန်ထားပါတယ်။အဲ့ဖုန်းနံပါတ်ကတော့1866 DHS2 ICE ဖြစ်ပြီးတော့1866347 2423လို့ဆက်သွယ်ရန်ပြည်သူများအသိပေးထားခဲ့ပါပြီ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube Channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other. Bye bye.